မင်္ဂလာပါရှင်။ MCDN ရဲ့ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဗမာမြို့နယ်မှာစစ်ကောမရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုခံရစစ်ဘေးရှောင်တအူသေဆုံး6ဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဗမာမြို့နယ်တောင်ပိုင်း10ဦးနဲ့တရက်ကိုင်းရွာအနီးမှာဒီဇင်ဘာလ9ရက်နေ့နေ့လယ်2နာရီဝန်းကျင်ကစစ်ကောမရှင်ရဲ့ Jet Fighter လေးရဲ့နှစ်စီးကအနည်းဆုံး5ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသသတင်းတွေအရသိရပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်အရသားတအူးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဗမောက်မြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံအမှတ်၁စစ်ဒေသတပ်တွေနဲ့မဟာမိတ်ဘူပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်စက်တင်ဘာလ20ရက်နေ့ကအပြည့်ဝသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်မရှိတဲ့နဲ့မြောက်ပိုင်းမဟာမိတ် SNE တပ်တွေကမြို့ပြင်ကနေစစ်ကြောင်းထိုးလျက်ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေပေမဲ့မြို့အတွင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကခိုင်မာစွာထိန်းချုပ်ထားဆဲဖြစ်တဲ့အတွက်စစ်ကောင်မရှိတဲ့ကလေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏပြုလုပ်နေတယ်လို့သိရပါဗျ။ လက်ရှိမှာဗမောင်းမြို့ပေါ်ရက်ကွက်၄ခုနဲ့အနီးဝန်းကျင်ကျေးရွာ၅ရွာလောက်ကဒေသခံတွေစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီးစစ်ဘေးရှောင်တွေအတွက်စားနပ်ရိက္ခာအဝတ်အထည်စောင်းနဲ့ခြံအောင်စတဲ့အရေးပေါ်ပစ္စည်းတွေလိုအပ်နေတယ်လို့ဗမောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ဆလဘီဂျိုးပင်ကောင်းတဲ့နယ်တလင်းမြို့နယ်မှာစစ်ကောမရှင်တွေကြောင်းတိုက်ခိုက်တံငါရော်တပားနဲ့အရဲသားတအူးသေဆုံးခဲ့ရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ဘကိုးတိုင်းကျုပ်ပင်ကောင်မြို့နယ်နဲ့နေတလင်းမြို့နယ်အတွင်းစစ်ကောင်မရှင်တပ်ကစစ်တပ်လေဒီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာတန်ကားတော်ဓမားနဲ့အရဲသားတအုပ်သေဆုံးခဲ့ပြီးပြည်သူတို့ချို့ထိခိုက်ထရာရရှိခဲ့တယ်လို့ဒေသတွင်နေရသိရပါတယ် ဒီဇင်ဘာလ6ရက်နေ့မောလွယ်3နာရီမိနစ်20လောက်မှာတဲကုံမြို့ဘက်ကနေစက်တက်လေးဒီ3စီးကအေးရလေးအောင်ချမ်းသာကျေးရွာစတင်ကြောင်းနဲ့ရွာရင်းကို120မမဘုံကိုလုံးကျဲချခဲ့တာကြောင့်အသက်45နှစ်အရွယ်ကိုလင်းဦးကောင်းမှာဘုံစားထိမှန်ပြီးနေရာမှာပဲပွဲချင်းပြီးတည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ကြောင်းပည့်ရဖြစ်တဲ့အတွက်ကလေးငယ်တွေထိခိုက်မှုမရှိခဲ့ပေမဲ့စတင်ကြောင်းပျက်စီးခဲ့ရတယ်လို့တော့သိရပါတယ်။ ဒါပြင်ဒီဇင်မာလ၄ရက်နေ့ကငုတ်တူရွာနဲ့ကန်စုရွာကိုဆက်တက်လေဒီနဲ့ဘုံဆယ်လုံးကျော်ကျဲချခဲ့ရမှာကန်စုရွာကတန်ဃာတော်တဘာဘုံစားထိမှန်ပြန်လွန်တော်မူခဲ့ပြီးအရသားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ဆလဘီမြောက်ကလာပါမြို့နယ်ခမ်းမမှာရှိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုလက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခတ်ရဲနှစ်ဦးတန်ရာရဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်မှာရှိတဲ့စစ်ကောင်မရှင်လက်ပါစီရဲတပ်ဖွဲ့လုံခြုံရေးယူထားတဲ့မြို့နယ်ခံမကိုလက်ပစ်ပုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မြို့ပြကြွအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ6ရက်နေ့ည10:00နာရီခွဲအချိန်မှာလက်လုံမိုင်းလက်ပစ်ပုံးနန်းနက်သီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲတပ်ဖွဲ့ဝင်2ဦးအပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဆရာနာရှင်ရဲ့ကိုကျိုးစည်းဝါရှာဖွေမှုအောက်မှာအသုံးချခံဘဝတွေအဖြစ်မရှင်းတမ်းကြပဲပြည်သူတွေတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းကနိုင်ငံနဲ့ပြည်သူအကျိုးစီးပွားကိုရှေ့ရှုကြဖို့စစ်ကောင်မရှင်လက်အောက်ခံတပ်ဖွဲ့တွေကိုတိုက်တွန်းထားပါတယ် ဆရာနာရှင်ရဲ့ပေးစာကန်းစာလောင်းနဲ့ပြည်သူပေါ်ဖိနှိပ်ရန်ရှာတဲ့လမ်းကိုခေါင်းမာစွာနဲ့ဆက်လက်ရွေးချယ်နေကြတဲ့စေအုပ်စုလက်ပါစီထောက်တိုင်ဖန်သမျှကိုနေရအချိန်မရွေးတိုက်ခိုက်ချိန်မုံသွားမယ်လို့လည်းမြို့ပြကျွတ်ကွန်ရက်ကတတိပေးထားပါတယ်ရှင်။အခုတခါအာယူတောင်ရွာမှာရှိတဲ့လင်းဦးပြည်သူစစ်အဖွဲ့ကိုရေဘလူးတပ်ဖွဲ့ဝင်ရောက်ပစ်ခတ်ပြည်သူစစ်လေးဦးတေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ကျေးရွာမှာရှိတဲ့စစ်ကောင်မရှင်တပ်လက်အောက်ခံလင်းဦးပြည်သူ့စစ်အဖွဲ့ကိုရေးပလူတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာပြည်သူ့စစ်၄ဦးသေဆုံးသွားခဲ့တယ်လို့ရေးပလူကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ9ရက်မနက်7:00နာရီခွဲဝင်ချိန်မှာအင်အား80ဝန်းကျင်ရှိတဲ့လင်းဦးပြည်သူ့စစ်အဖွဲ့အခြေစိုက်ရာအာယူတောင်ရုံကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းပြည်သူ့စစ်ကောင်ဆောင်လင်းဦးတနက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီးပြည်သူ့စစ်၄ဦးနေရာမှာပဲသေဆုံးသွားတယ်လို့သိရပါတယ်။ ပြူကောင်းဆောင်လင်းဦးဟာပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကလည်းရေးပလူတပ်ဖွဲ့ရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသွားပြီလို့သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။အဆိုပါဒဏ်ရာတွေအရှင်းမပြောက်သေးခင်မှာအခုလိုထပ်မံတိုက်ခိုက်ခံရတာဖြစ်ပြီးတနက်ဒဏ်ရာထပ်မံရရှိခဲ့ကရေးစေးုံမှာစေကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။လင်းဦးဟာပိုကြီးအစ်စ်နဲ့စစ်တပ်ကထွက်ခဲ့တဲ့စစ်မှုထမ်းဟောင်းတအုပ်ဖြစ်ပြီးအာယူတောင်ရေးလန်းတလျှောက်မှာပြည်သူစစ်ဖွဲ့ကစစ်တပ်အလို့ကြောင့်ဆောင်ရွက်ပေးနေသူတအုပ်ဖြစ်တယ်လို့သိရပါတယ်ရှင်။ က်လက်ပြီးမော်လိုက်ကလေးရွာကစစ်ပေးဆောင်ပြည်သူတွေပိုင်တဲ့အိမ်တွေကိုစစ်တပ်ကမီးရှို့ဖျက်ဆီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမော်လိုက်မြို့အနီးမော်လိုက်ကလေးရွာကစစ်ပေးရှောင်နေကြတဲ့ဒေသနေပြည်သူတွေရဲ့အိမ်တွေကိုစစ်တပ်ကမီးရှို့ဖျက်ဆီးသွားတယ်လို့မော်လိုက် Revolutions ကထုတ်ပြန်ထားပါတယ်။မော်လိုက်မြို့ကိုရောက်ရှိလာတဲ့ကလေးမြို့နယ်အခြေစိုက်ဒေသကုကဲရေးစစ်ဌာနချုပ်ဒုတိယအကြီးအကဲရဲ့ညွှန်ကြားချက်နဲ့မော်လိုက်အခြေစိုက်ခမရ364 365 366တရင်တွေကစစ်သားတွေနဲ့ကင်းတက်ရွာကပြူစောထီတွေပူးပေါင်းပြီးမော်လိုက်ကလေးရွာကိုဒီဇင်ဘာလ6ရက်နေ့ကမီးရှို့ခဲ့တာလို့ဆိုပါတယ်။ အကြံဖက်စစ်အုပ်စုဟာစစ်ပေးရှောင်နေကြတဲ့ပြည်သူပိုင်းအိမ်တွေထဲကပစ္စည်းတွေကိုခိုးယူပြီးမှအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာလို့လည်းသိရပါတယ်။မော်လိုက်ကလေးရွာဟာအင်ဂျီ300ဝန်းကျင်ရှိပြီးစစ်အုပ်စုရဲ့မိရှို့ဖျက်ဆီးတာကြောင့်ရွာတောင်ပိုင်းကအိမ်လုံး60လောက်မိလောင်ပျက်စီးသွားတယ်လို့လည်းဒေသရင်းသတင်းတွေအရသိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေကအခုနှစ်ဩဂုတ်လကစပြီးတိုင်ငတ်စစ်စင်ရေးဖော်ဆောင်ခဲ့ရမှာမော်လိုက်ခိုင်နယ်ကစစ်တပ်နဲ့ပြည်သူ့တိစခန်းရှိခုအပအဝင်ကျေးရွာ18ရွာကိုစိုးမိုးထိ ंछ ုပ်ထားပြီးတောင်သူတွေစပားရိတ်သိမ်းချိန်နဲ့ပြည်သူလူထုစစ်ပေးရှောင်ရတဲ့အခက်အခဲတွေကြောင့်တိုင်ငတ်စစ်စင်ရေးထိုးစစ်ကိုရက်အက န့်သတ်မရှိရပ်တန့်ထားချိန်မှာအကြံဖတ်စစ်တပ်ကပြည်သူပိုင်အိမ်တွေကိုအခုလိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်ရှင်။ဆလဘီအန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဂျပန်နိုင်ငံမှာရှိတဲ့အင်အားကြီးအလုံသမားတမတ်ကနှစ်ခုကခေါင်းဆောင်နေတဲ့တွေ့ဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ဟာဂျပန်နိုင်ငံမှာရှိတဲ့အလုသမားသမဂ္ဂများအဖွဲ့ချုပ် GDUC Rango နဲ့အင်အားကြီးအလုသမားသမဂ္ဂ JAM အဖွဲ့တို့မှခေါင်းဆောင်နေတဲ့တွေ့ဆုံခဲ့တယ်လို့ NUG Representative Office Japan ကထုတ်ပြန်ထားပါတယ်ပြောင်စုဝင်ကြီးဟာဒီဇင်ဘာလ၄ရက်နေ့မှာဂျပန်အလုသမားသမဂ္ဂများအဖွဲ့ချုပ် Japanese Trade Union Confederation JTUC Rango မှာနိုင်ငံတကာရေးရာ policy စီမံခန့်ခွဲမှုဆိုင်ရာဌာနတာဝန်ရှိသူတွေဖြစ်ကြတဲ့ Mr. Toshikazu Saito နဲ့ မစ်ဟာရူခခီမူရာတို့ကိုတွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။အဲ့လိုတွေ့ဆုံဆွေးနွေးရမှာလုပ်ငန်းခွင်အခွင့်အရေးဆိုင်ရာကိစ္စရပ်ဒီမှာအမျိုးသားညီညွတ်ရေးအစိုးရနဲ့ချိတ်ဆက်ဆောင်ရွက်ပြီးအကူအညီအကာအကွယ်တွေပေးနိုင်ရေးအတွက်အလေးထားဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါပြင်တရက်ထဲမှာပဲ Rango အဖွဲ့ဝင်အင်အားကြီးတမကတစ်ခုဖြစ်တဲ့ Japanese Association of Metal Machinery and Manufacturing Worker JAM အဖွဲ့မှာဥက္ကဋ္ဌဖြစ်သူ Mr. Katahiro Yasukochi နဲ့လည်းတွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ် မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာအစဉ်တစိုက်အားပေးကူညီနေတဲ့အလို့သမားသမက်ကတာဝန်ရှိသူတွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီးဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့လုပ်ငန်းခွင်အခွင့်အရေးတွေကာကွယ်ပေးနိုင်မှုအတွက်လေးထားမေးမြန်းခဲ့တယ်လို့သိရှိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲ2010တုန်းကလို့အခင်းကျင်းမျိုးမဖြစ်နိုင်ဘူးလို့ SCCM ပြောကြားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ အနာသိန်းစစ်အုပ်စုကအခုဒီဇင်ဘာလပိုင်းကစပြီးကျင်းပမယ့်အတူရောင်ရွေးကောက်ပွဲဟာမျှတမှုမရှိတဲ့အတွက်2010တုန်းကလိုခင်းကျင်းမျိုးဖြစ်လာမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ SCCM ရဲ့အစီရင်ခံစာအသစ်မှာဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ NUCC တိုင်းနာတော်လှန်ရေးအဖွဲ့အစည်း ERO ပြည်내ဖက်ဒရယ်ယူနစ်တွေနဲ့လူမျိုးစုကောင်စီတွေအရက်ဖက်လူမှုအဖွဲ့အစည်းတွေပါဝင်တော်လှန်ရေးအစုအဖွဲ့25ခုကပေးပို့ထားတဲ့အချက်လက်တွေကိုအခြေခံပြီး SACM က Myanmar's Way Forward စာတမ်းကိုဒီဇင်ဘာလ9ရက်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒီစားတန်းမှာလာမယ့်ရွေးကောက်ပွဲတွေဟာနိုင်ငံတော်ယန္တရားတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ဆရာနာရှင်အဖွဲ့ရဲ့လှည့်ပြောင်းမှုသာဖြစ်တာကြောင့်အာဆီယံကုလသမဂ္ဂနဲ့မြန်မာအိမ်နီးချင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ဒီအတူရောင်ရွေးကောက်ပွဲတွေကိုပြည့်ပြည့်သားသားပယ်ချပြီးဆရာနာရှင်အဖွဲ့လိုအပ်နေတဲ့တရားဝင်မှုကိုမပေးဖို့တိုက်တွန်းထားပါတယ်။ SCCM အဖွဲ့ဝင်ဒေါက်တာယန်ဟီလီကမြန်မာပြည်သူတွေဟာသူတို့ရဲ့ဒီမိုကရေစီလမ်းဆက်ပွင့်နိုင်မှုနဲ့အတိုင်းပြည်ကိုအာဏာရှင်စနစ်ရဲ့မှောင်မိုက်တဲ့နေရက်တွေစီပြန်ပို့မယ်။စစ်အုပ်စုရဲ့သွေးစွန်းတဲ့စစ်စင်ရေးကိုခုခံမှုအတွက်ငါးနှစ်နီးပါးအရာအလုံးကိုဆွန့်လွှတ်ခဲ့ရပါတယ်။အစိုးရတွေဟာဆက်အာဏာရှင်အဖွဲ့ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုပြပြတ်သားသားပယ်ချခြင်းအပြင်မြန်မာပြည်သူတွေဘက်ကရက်တီရပါမယ်။ဒီလိုလုပ်ဖို့ပြက်ကွက်တာဟာပြည်သူတွေကိုသစ္စာဖောက်တာဖြစ်ပြီးနိုင်ငံတကာအသိုက်အဝန်းကသူတို့ထိမ့်သိမ်းပါမယ်လို့ပြောခဲ့တဲ့တန်မိုးတွေကိုပြစ်ပယ်တာဖြစ်ပါတယ်လို့ပြောထားပါတယ်။ ဆရာနာရှင်အဖွဲ့နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့တော်လိုင်းရေးအဖွဲ့အစည်းတွေဟာအရက်ဖက်အုပ်ချုပ်ရေးကိုပိုင်ပြထန်းခွင့်တရားမျှတမှုလူခွင့်ရေးနဲ့ဥပဒေစိုးမိုးရေးတို့ကိုအာမခံတဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက်ဘုံအမြင်ကိုတင်ပြထားပြီးစိန်ခေါ်မှုတွေတိုးတက်မှုတွေနဲ့လိုအပ်တဲ့ပံ့ပိုးမှုတွေကိုပြောဆိုထားတယ်လို့ SCCM အစီရင်ခံစာမှာဖော်ပြထားပါတယ် စေအောင်စုကစီစဉ်တဲ့ရွေးကောက်ပွဲတွေနဲ့ရလတ်အားလုံးကိုပယ်ချဖို့မြမပြည်ရဲ့တရားဝင်ကိုယ်စားလှယ်တွေကိုပံ့ပိုးကူညီမှုတွေတိုးချဲ့ပေးဖို့နိုင်ငံတကာကိုတောင်းဆိုထားတဲ့တော်လှန်ရေးအင်အားစုတွေရဲ့တောင်းဆိုချက်တွေကိုဖြည့်ဆည်းပေးဖို့မြမနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ SCCM ကတိုက်တွန်းထားပါတယ်ရှင်။ဒီနေ့တင်ပြခဲ့တဲ့သတင်းတွေကိုတော့ MCDM သတင်းတောက်ကိုသစ်လူလေးနဲ့ခါရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။